အားလုံးပဲမင်္ဂလာပါ။ဘာဆရာမင်းနေခါရဲ့တပည့်ဆရာမထောင်းမဝေကောတိုင်းမှဖြစ်ပါတယ်။အဘဆရာကြီးမင်းနေခါရဲ့အလွန်အောင်မြင်တဲ့ခုနှစ်သားမိအတွက်ကြီးပါချမ်းသာစေနိုင်တဲ့အဘဆရာကြီးမင်းနေခါရဲ့ကိုနှဝင်းမိုးလင်းမတိမယ်ဆိုတဲ့အတိတ်ထံဝင်းပုံဝင်းလေးကိုပြပြပေးမှဖြစ်ပါတယ်။အတိတ်ထံကိုးစင်ရှိပါတယ်။အတိတ်ထံတစ်ဆင့်ချင်းစီတိုင်းမှာရပ်ပေါင်း၉ရက်နဲ့မပြတ်မကွက်ဝင်ရောက်ကောင်းတဲ့အတိတ်ထံတော့ဖြစ်ပါတယ်။အတိတ်ထံတစ်ဆင့်ချင်းစီတိုင်းမှာမိမိတို့ဆူတောင်းတာတခုလေးဖြစ်ရမှာဖြစ်ပါတယ်။ မိသည်နေသားမျိုးဆိုတနင်္လာနေ့မှာစတင်ပြီးတော့မှဝင်ရောက်ကမှာဖြစ်ပါတယ်ဖခင်ရဲ့ဂုံတော်ကြီးဖြစ်တဲ့ဂုံတော်၉ပါးကိုပတိဆက်ရမှာဖြစ်ပါတယ်ဟိုတင်္ကလေသားမျိုးဆိုရင်တော့ပတောက်သားနဲ့ဆက်ရမှာဖြစ်ပါတယ်တင်္လာသားမျိုးဆိုရင်တော့လက်ပံသားနဲ့ဆက်ရမှာဖြစ်ပါတယ်အင်္ဂါသားမျိုးဆိုရင်တော့တရက်သားနဲ့ဆက်ရမှာဖြစ်ပါတယ်ဗုဒ္ဓဘူးသားမျိုးတွေကတိသားနဲ့ဆက်ရမှာဖြစ်ပါတယ်ကြာသာရီသားမျိုးဆိုရင်တော့အင်ဂျင်သားနဲ့ဆက်ရမှာဖြစ်ပါတယ်တောက်ကြသားမျိုးဆိုရင်တော့ဇောင်းလာသားနဲ့ဆက်ရမှာဖြစ်ပါတယ်စနေသားမျိုးဆိုရင်တော့ လင်းလွန်တလဲအုံတလဲတီးပြီးတော့မှပရိဆက်ရမှာဖြစ်ပါတယ်။ဟိုကိုနေဝင်မိုးလေးမှတီးမယ်ဆိုတော့အတိတ်တန်ဟာ369ဆိုတဲ့ကဏ္ဍနေပေါ်မှာအခြေခံပြီးတော့မှအတိတ်တန်တိစောက်ထားတာဖြစ်ပါတယ်။ဟောဖရာရဲ့ဂုံတော်တွေဖြစ်တဲ့အရဟံသမ္မာသမ္ဗုဒ္ဓဝိဇာစရဏသမဏောဒုက္ကတောလောကဝိတုအနုဒရောပုရိသဓမ္မတာရတိတတဒေဝမနုဿနံဆိုတဲ့ဂုံဖရာရဲ့ဂုံတော်၉ပါးတဲကမှအစဆလုံးတွေကိုအကုန်လုံး ကနန်းနေတွက်မယ်ဆိုရင်အားလုံးပေါင်းရင်38ရပါတယ်ဒါဟာ38ပြားမင်္ဂလာဤစီမှာဖြစ်ပါတယ်38ကိုထပ်ပေါင်းမယ်ဆိုရင်နံပါတ်17ဖြစ်ပါတယ်17မိငိမ့်စီတဲ့တက်ကိုလည်းရရှိစီမှာဖြစ်ပါတယ်38ဆိုတာကျမတို့ဘေးတင်မှာတမိတ်ဖြစ်တယ်လေတဲ့ကြီးဖြစ်တဲ့စရီတက်ကိုလည်းရရှိစီမှာဖြစ်ပါတယ်ဟိုကိုနဝင်မိုးလင်းမှသိမယ်ဆိုတဲ့အတိတ်ံကိုပတိစိမ့်မဲ့ခုနှစ်ရဲ့သားမီးတွေဟာတင်းနာနေမှာစတင်ပြီးတော့မှပတိစိမ့်ရမှာဖြစ်ပါတယ် ဲ့တော့ကျမတို့ဒီအလယ်မှာဝိုင်းပြပေးထားတဲ့နေရာမှာအတိတ်တန်တစဉ်ချင်းစီတိုင်းမှာတသက်လွတ်တရဆာမှာဖြစ်ပါတယ်အလယ်မှာဝိုင်းပြထားတဲ့နေရာမှာတသက်လွတ်ဆာမှာဖြစ်ပါတယ်အဲ့တော့ကိုနေဝင်မိုးလင်းမှသိမယ်ဆိုတဲ့အတိတ်တန်ကမိမိတို့ဘလောက်ဒီအတိတ်တန်ပေါ်မှာပြ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 လုံလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မှရရှိလာတဲ့ရလက်ကိုမိမိတို့ကြည်ကြဲနက်နက်ကြီးသိရှိစေမှာဖြစ်ပါတယ်ဒီအခုလာမယ့်တင်းနာနေ့မှာကျမကိုနေဝင်မိုးလင်းမှသိမယ်ဆိုတဲ့အတိတ်တန် ဝင်มาဖြစ်ပါတယ်အဲ့တော့ဝင်ကျင်တဲ့ခုနှစ်အသားမိအတွက်ကျမရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့0644563ခေါ်มาဆက်သွယ်ပြီးတော့မှကျမအတူတကွာကျမနဲ့အတူတူကိုနဝင်မိုးနဲ့မှတိမယ်ဆိုတဲ့အလွန်ထူးခြားတဲ့အတိတ်တန်တော်ကြီးကိုဝင်ကျင်တဲ့သူတွေကျမနဲ့အတူတူဝင်ရမှာဖြစ်ပါတယ်ဝင်ရောက်ကမှာဖြစ်ပါတယ်အတိတ်တန်ကတော့ကျမတို့အခု2026တလပိုင်း15ရက်နေမှာပြီးမှာဖြစ်ပါတယ်ဒါဟာနှစ်သစ်ကိုလည်းကျမတို့အတိတ်တန်နဲ့ တူစုတဲ့ပုံစံမျိုးလေးတော့ဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့2025မှာခုနှစ်အသားမီးတွေကိုနဝင်မိုးလဲမှာတည်မယ်ဆိုတဲ့အတိတ်တန်ဝင်ရောက်ခြင်းပဲမိမိတို့အခက်ခဲတွေအားနေပြီးတော့အောင်မြင်စွာကျော်ပြန့်နိုင်မှာ ဖြစ်ပါတယ်အဲ့တော့2025မှာခုနှစ်အသားမီးတွေမိမိတို့ရဲ့ဒွိုင်းဆန္ဒတွေတလုံးတော်ရတဲ့ပြည်စုံနိုင်ကြပါစေ